ညာရင်းချင်းအားချင်းပြန်ပြီးတော့ချိန်လိုက်ရအဲကြော DMB ပဲရောက်သွားပေါ့ DMB ကိုကျွန်တော်ဒီ question နည်းနည်းထည့်မယ်ဆိုပြီးတော့ idea ရလာတယ်အဲ့လိုထည့်လိုက်တာပေါ့ချင်တော့မရွေးဘူးညာတိလား လုံးဝအဲ့လိုဘာပြင်းဘာဖွင့်မယ်ဘာဖွင့်ထားတဲ့အချိန်မှာဘာဘာထပ်ဖွင့်မယ်ဟုတ်တယ်အဲ့လိုမျိုးစီစဉ်တကြသူအားလုံးခါလေးလုပ်ထားပြီလားဆိုအဲ့ဒါကြီးကတော်တော်မိုက်တယ်အဲ round 1မှာအချိန်တော့ပါကျွန်တော်ဒီလောက်ထားတဲ့ဟာကိုဂျာနေဆီကနေအဲ့လိုစကားတန်းနေချာ comment တွေကောင်းလာကြီးပဲရခဲ့ရပေါ့နော်ကျင်းရပါတော့ဘာမို့ တလေးချင်းပါပါပုံပါเนาะသိကြအဲ round 2မှာတခုဖြစ်ခဲ့တာကျွန်တော်တချင်းနောက်ဆုံးပုံဝင်လိုက်တာဝင်လိုက်တာကိုအဲ့ကြော်ဝီးလိုက်လိုက်တဲ့ချင်းမှာအမ် final mode တစ်ချက်ဝင်သွားလာမြည်အမှတချင်းကအရှိကိုလုံးဝတော်တော်ကြော်သွားတယ်ကြော်သွားတာကျွန်တော်မနေ့ emergency တော်တော်ပြန်လိုက်လိုက်ရတယ်ဒါပေမဲ့ကံကောင်းဆောင်တယ်ပဲဒီတချင်းဝင်ရမယ့်နေရာကိုတိကျကြာမြို့ အဲ့ညမှာလွယ်ရင်ကျွန်တော်သွားပြီကျွန်တော်အဆင်ပြေခဲ့ပါရောင်းတရီအကျွန်တော်အားရဆုံးပါနော်4 player လည်းဖြစ်နေတော့4 player ဖြစ်တော့ လောက်ချင်လာပြချင်လာအကုန်ပြလို့ရတယ်ပြီးတော့အဲကိုနည်းနည်းတော့4 player ဆိုနည်းနည်းတော့တိုင်ပတ်တာပါတိုင်ပတ်တယ်ဆိုတော့လည်းအဓိကသူ format ချနိုင်တော့အဆင်ပြေပါတယ်တချင်းတပုတ်ကိုဒီ pair player မှာ pair ချင်းထည့်မယ်ဆိုတော့ကိုတခြား format ချတာအဆင်ပြေအမ်အဲ့လိုမှမချဘူးဆိုတော့တချင်းကဖွင့်ဖွင့်နေဟို player player တွေတချင်းထည့်တဲ့ ဟာတစ်ချက်လွယ်ွားတပုတ်လွယ်ွားနဲ့အကုန်တောက်လျှောက်အောင်လို့လဲထောက်အောင်အဲ့တော့အကြ boundary ကကျွန်တော်အားရဆုံးပေါ့နော်ဒိုင်နေစီယာ comment နေရာလဲကျွန်တော်တို့အားရပါတယ် Buffalo ကပြောမှာဟုတ်အဲအပြည့်ပြောတာမဟုတ်ဘူးနော်ဒီ main ကလေးလည်းပြင်ရောလက်အနေထားနည်းနည်းတော့ဟိုနှေးတာပေါ့နော်နှေးတယ်ပြီးတော့တခုကျွန်တော်တတိထားမိတာသူကတင်မိသားဆလိုက်တာကိုဒီလိုဒီလိုထူပြီးတော့တင်နေတာဆိုတော့အဲ player လေးလုံးနဲ့ဆိုရင်အဲ့ဒီဟာသဘုတ်တင်ပြီးသွားရဆိုစလိုက်တာအတိတ်ပြီးအာယုံထားစရာမလိုတော့ဟိုကဖွင့်ပြီးသွားရဆိုဖွင့်လာတဲ့ပုံအဲ့လိုမျိုးပြီးတော့ အဓိကတော့မြန်မှုပေါ့နော်။သူသူကလည်းသူတော့အကောင်လုံးကတော်ကြပါတယ်။အာကျွန်တော်ကတော့ပြိုင်ပွဲဆိုတဲ့အတိုင်းပြိုင်ပွဲ format အတိုင်းပဲသွားမှာပေါ့နော်။သူ main လေးဖြစ်ဖြစ်ယောက်ျားလေးဖြစ်ဖြစ်ကျွန်တော်ကျွန်တော်ပုံစံတိုင်းပဲသွားမှာ after hours got me charged I just, I just wanna dance among the stars. I just wanna dance among the stars. I just wanna dance among the stars. Get after hours got me charged. qua và bây giờ thấy được mình đi nghe không mình cũng kiểu nghe rồi đó đó. Là đó. 非常伟大。啊 Grand Royal Signature ဟုတ်စက်နဲ့စကေးပြရယ်เนาะစက်ဒီလက်ဒီနဲ့စကေးပြခဲ့တယ်ဒီနေ့ကျတော့တချင်းပေါ်မှာ multiview စကေးပြရပါတယ်เนาะဟိုတချင်းအသားပြီးတချင်းအသားပြီးတာပေါ့เนาะဒီနေ့တချင်းကိုပဲလို့ channel လေးခုလုံးသုံးပြီးစတိုက်ဖွင့်ပြသွားတာမျိုးတွေပါတယ်เนาะအရင်တော့ဆိုလို့ squash ဒီเนาะအဲ့လို note တွေပတန်တွေတီးကြတွေပါရောနော်သူဘယ်လောက်တခြင်းအသားပေးလဲဆိုအဲ့ intro မှာသူဒီ play ွားတဲ့ဥစ္စာကဝင်မဲ့ draw ကဆင်းရဲ့ဥစ္စာကိုသူကယူပြီးတော့ pre ဟိုကလောက်ထားပြီအဲ့တော့အဲ့ကြည့်ခဲ့ဒီနေ့ကလုံးဝဟိုသူတို့ကတခြင်းကိုဦးစားပေးပြီနော်ကိုမိမိပြောလို့ပဲလုံးဝတခြင်းဦးစားပေးပြီပျောက်သွားတော့နော်အဲ့အဲ့ after hour နဲ့ mid ပြီးတဲ့ကလည်း channel 234တောက်ချက်မဲ့လေအဲ့ဒါပြီးတဲ့ကလည်းနောက်တစ်ခုကြောင့်လည်း1 2 3 4တောက်ချက်၄ခုလုံးကိုင်းနေနောက်တစ်ခုကအဲ့က is that time ပါလေတခြားတစ်ပုတ်ကဆင်းအောင် ီဒီဘိုင်းလေးကိုဖြတ်ပြီးယူပြီးတော့ထည့်ထည့်ထားတော့အဲ့ဒါလေးအဲ့ဒါတော်တော်မှိုက်တယ်အဲ့အဲ့ idea လေးတော်တော်သဘောကျတယ်ကျွန်တော်ပုံမှန်၆တယ်ဆိုတဲ့ဥစ္စာထက်ကိုသူကဟိုအိတ်ဆင့်ကိုဖြတ်ပြီးတော့ထည့်လိုက်တော့သူက1တန်းတန်းတက်လာတဲ့ဥစ္စာနဲ့ဟိုဘက်ကဥစ္စာနဲ့ကွက်တီဖြစ်ပြီးတော့ဟိုမသိနောက်တစ်ပုတ်လေးကိုလို့ပြန်ခန်းစားရတယ်အဲ့လိုမျိုးအိုင်နာမလို့ရတာမိုက်လေ is it time on digital tennis လို့အကုန်အဲ့အဲ့နောက်အဲ့ဒီတစ်ဖြတ်တစ်ပိုက်လုံးဝတော်တော်မိုက်တော်တော်မိုက်ဒါပေမဲ့အဲ့နောက်မှာဘာဖြစ်လို့ဆိုအဲ့ digital tennis တဲ့ဒီက is it time အကြာကြီးလို့ခေါ်တာဟုတ်လား နော်ပြီးအဲ့ဟိုကပါလေ Poor fucking hands up ကနည်းနည်းရှုပ်တယ်သူကအဲ့ဒီမှာကနည်းနည်းဟို build up လိုမျိုးနေရာနဲ့ draw ကိုရောက်သွား draw မှမသိတာသေးဘူးအဲ့လိုဖြစ်နေသေးတယ်ဆိုတော့အဲ့ဒီဥစ္စာတွေတခုကနည်းနည်းတော့ဘာမှမသိဒါမှတခြားဟာတွေအကုန်လုံးကောင်းနေအဲ့ဒီ3မိနစ်လောက်မှာနည်းနည်းလေးကြာသွားအီးနေနော်အဲ့လိုလို့ဖြစ်တာအဲ့ဒီအချိန်ကနည်းနည်းလေးအီးသွားအဲ့လို150ကနေတိကုံလေးပြောင်းတာတော့ တော့ဟာနော်အဲအဲ့မဟုတ်အဲ့ဒါတူကောင်းတာကဝမ်းနည်းကနေ150ပြောင်းတာတယောက်သားတင်မှာအချင်းရပြောင်းလိုက်မှာတိုင်းကြီးတက်တော့ဟောဘီဘီအန်တိုင်းကြီးနေတယ်ဟော150ယောက်သားကြီးလို့ဆိုတာတိမနာလေးရအဲ့ဒါတော့တော်တော်မိုက်တော်တော်ညက်လုံးသားကြီးအဲ့ဘီဘီအန် transition ကတော့တော်တော်ပိုင်တယ် တော့ငါတို့ငယ်တော့ DJ ရတခြင်းလေးလေအဲ့ဒါလေးအရှိမသူဟုတ်တယ်အဲ့ဒါလေးနားအဲ့ဒါတခြင်းလေးတခြင်းလေးပါအဲ့လိုအမှန်ပြန်ပြငယ်ငယ်တော့ဘိုက်ပြန်ရဘိုက်ဘောင်းဆို DJ ရလို့အိုက်ကိဘောင်းဆိုပါတော့အိုက်ကိတို့ငယ်ဘောင်းဘူးလက်ဘူးလက်ကိကနော်အဲ့အဲ့တခြင်းလေးပြန်နားထောင်ပါရတယ်မသိရုံနော်အရင်တော့ဟိုမန်နေတူဝါမနေ့ကဘောက်ပတ်စာလောက်မန်နေတူဝါကိဘောက်စေးသူကဘာလို့ပြောပြဦးစားပြီးနည်းနည်းချပြခြင်းနဲ့ဆိုတော့အင်ဒိုဘောင်းဆိုတာလည်းဘယ်လိုလဲမသိဘူးပေါ့နော်အဲ့ဒါအခုမှဒါတိလိုက်ရတယ်ပြောပြအရင်ခေတ်ကဟာ နော်ဘောင်းအင်းတို့ဘောင်းဟိုကနေပြတ်တွေ့ break break လို့ break လို့ပုံ break နဲ့ break break ကမျိုးပါဒါပေမဲ့အားရပြတော်ပြောင်းနေတယ်ဘလူးမားတော့ပြန်အောင်ဖွင့်အောင်မချုံအောင်ဖွင့်အောင်ပေါ့အခုအင်ဒိုဘောင်းနာမည်ကြီးနေရမဟုတ်ဟိုဟာပြောအဲ့ဟိုဟာပါလေအဲ့ဟိုခုန white box ဆိုပါတော့ဘူးလက်ဘူးလက်ဘူးလက်တွေအဲ့အဲ့ဘူးလက်တွေအခုမှပြန်လောက်တာအဲ့အခုတို့အဲ့128တွေကိုအင်ဒိုဘောင်းအင်ဒိုဘောင်းစီပြန်လောက်ပြီအခုခစ်စားရတယ်ပြန်ပြီးတော့နော်အဲ့အဲ့တွေကမိုက်ဟိုဟာ music ကိုလည်း update လိုက်ထားမိုက်တယ်ဆိုတော့ music ကိုပါ update လိုက်ရအောင်အင်းကကျွန်တော်အရင်ပေါ့ round နေနဲ့မတူအောင်လို့ဒီ ဘောင်းမှာအဓိကကျွန်တော်နည်းကြားတဲ့လူကလည်းမင်းလေးဖြစ်နေအောင်မင်းလေးတယောက်ဖြစ်နေအောင်အာကျွန်တော်အချင်းဘက်ကိုဦးစားပေးမယ်ဆိုပြီးစဉ်းစားလိုက်တာပေါ့အမ်ပြီးတော့တို့အရှိမဘောင်းနေကျွန်တော်ကျွန်တော်ပြိုင်ခဲ့ရပေါ့နော်ပြိုင်ခဲ့တဲ့အချောက်ကိုကျွန်တော်အမ်တစ်ချက်လေးလာကြည့်ရပေါ့တို့ဖွင့်တဲ့ဟာဘယ်နဲ့တတော်များဖွင့်ကြတာဒီ trap တွေ tap set တွေ redeem တို့ပြီးရင် DMB တို့ house တွေများလေအဲကြောင့်ကျွန်တော်ဒီတဘောင်းမှာ inbound bounce တွေပေါ့ bounce တွေဦးစားပေးကျွန်တော်အရင် EDM error ပုံစံပေါ့အရင်ခေတ်တော့2016လောက်တုန်းကဝင်ညလောက်ပေါ့အဲ့ပုံစံလေးကျွန်တော်သွားဝင်စဉ်းစားလိုက်တော့စဉ်းစားပြီးတော့ဒီ drop တွေဒါမဲ့ဒီတိုင်းဖွင့်လို့တော့ကျွန်တော်အဆင်မပြေဘူးလေအဲ့ကြတော့ဒီ channel ၄ line လုံးသုံးမယ်ပေါ့ drop တွေချောက်ပြီးတော့ chain မယ် chain မယ် chain မယ်ပြီးရင်နောက်ထပ်၄၄လုံးပြန်သုံးဒီဘက်၄လုံးပြန်သုံးနောက်ထပ်၄၄လုံးပြန်သုံးအဲ့လိုပုံစံမျိုးနဲ့ ဟိုတော့စဉ်းစားလိုက်တာပေါ့နည်းနည်းဒိုင်အဂျက်စ်တွေအဲဒီမှာလည်း music style နည်းနည်းအသေးအစမ်းလေးဖြစ်သွားအောင်ဒီ scale ဘိုင်းကတော့ကျွန်တော်ဒီပုံမှန်ပုံမှန်ဒီပုံမှန်လောက်ပဲပေါ့အဲ့လောက်တွေပဲထည့်ထားပါအများကြီးတော့မပြပြဘူးဒီတစ်ခါက scale ဘိုင်းဆိုင်ရာပေါ့နော် scale ဘိုင်းဆိုင်ရာကြည့်ရင်တော့ तू ကအရင်အခေါက်တွေကသူ share ပြတာတင်မလားဟုတ်တယ် ဟိုစကွက်ဒီရောဘာလို့မျိုးစုံပေါ့နော်ရှင်မျိုးရှိရှင်မျိုးလောက်ပြရင်ဒီဒီခေါက်ကြောင့်သူကဘာလဲဆိုတော့ဒီခေါက်မှာကျွန်တော်တွေ့တာအိတ်အိတ်တချင်းကိုပဲတချင်းကိုပြတာတချင်းနဲ့လုံးပြသွားတယ်ဟုတ်ဆိုတော့သူကဒီခေါက်စက်နဲ့ပြပြီးပါလေဒီဒီခေါက်ကြောင့်တော့စက်နဲ့မဟုတ်တချင်းတွေကအဲ့လိုလေထတ်တာထတ်တာဟုတ်လားအော်ပြရတူဘူဘူပဲသူရှင်ပြန်လာတာဟိုဘက်အဲ့ရှင်မှာအိတ်ပါသူကစကေးဘိုင်းကိုနည်းနည်းလျှော့လိုက်ပြီးတချင်းဘက်ကိုအာဒီရှင်ပြန်တုံးပေးလို့ဒီခေါက်ကိုဆော်မိုက်တာအဲ့အဲ့အိုင်ကနှစ်ယောက်စလုံးတချင်းနဲ့လုံးပြသွားတာဟုတ်တယ်တတိသားမျိုးဟုတ်တယ်ဒီနေ့ပြန်နေနှစ်ယောက်စလုံးတချင်းနဲ့လုံးပြသွားတာဟုတ်တယ်လုံးပြသွားတာဟုတ်လား အဲ့ပုံစံတော့နည်းနည်းတော့တူပုံစံတော့နည်းနည်းတော့တူဟုတ်တယ်တော်တော်အမှတ်တွေတော့စက်ပေါင်းကြည့်လိုက်ပေါင်းကြည့်လိုက်